ညွန်ကြားချက်တွေပေးတတ်ဖို့တနည်းအားဖြင့်ဆိုလို့ရှိရင်ခိုင်းတတ်ဖို့ဆရာဒီနေ့သင်ပေးမယ်အဲဒါပေမဲ့စာကြောင်းကတော့၄ကြောင်းတယ်ဒါပေမဲ့အမှ vocabulary အစ်စ်တွေပါမယ်ပြီးလို့ရှိရင်ဘာကြောင့်ဘယ်လိုဖြစ်ကလဲဆိုတာကိုဆရာရဲ့ရှင်းလင်းချက်တွေပါမယ်အဲ့တော့အဲ့နှစ်ခုကိုနားလည်သွားပြီဆိုလို့ရှိရင်ဒီနေ့အတွက်ဗီဒီယိုကြည့်ရတာကိုတက်တယ်အဲဆရာမပြောပြခင်မှာတင်ဒီစာကြောင်း၄ကြောင်းကိုအဲကိုယ့်ဘာကိုပြောပြတတ်တယ်ဆိုလို့ရှိရင်တော့ ဆရာကြီးဖြစ်နေပြီ။ဘာဖြစ်လို့ဆိုတော့ခိုင်းတက်နေပြီเนาะ။အဲ့တော့ပြောပြတတ်သေးဘူးဆိုတော့ခါတော့ကြည့်မယ်။မှတ်မယ်၊ရေးမယ်။ဆရာနေတိုင်းပါရင်เนาะပြီးလို့ရှိရင်အဲ့လိုမျိုးလေ့ကျင့်မယ်ဆိုရင်ရက်60ပြောပါအင်္ဂလိပ်ဆိုတာရာဆိုလို့ရှိရင်ဒီတိုင်းနေရာလဲဆိုလို့ရှိရင်တိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်။ပထမဆုံးအခုကြည့်ရအောင်။စိတ်ငြိမ်ငြိမ်ထားပါ။စိတ်ငြိမ်ငြိမ်ထားပါဆိုတဲ့နေရာမှာအရင်ဆုံးမှတ်ထားမယ်ဟာဒီက calm ဆိုတာလို့ရေးမှတ်ထားမယ်။ C A L M ကို calm လို့တန်းထားမယ် calm လို့မထပ်ဘူးเนาะ calm calm ဆိုတာတည်ငြိမ်တာအေးချမ်းတာအဲ့လိုမျိုးတွေလို့အနေထားလေးကိုငြိမ်ငြိမ်လေးဖြစ်နေတဲ့အနေထားကို calm လို့ခေါ်တယ်စိတ်ငြိမ်ငြိမ်ထားပါဆိုတာဒီလိုဒီလိုငြိမ်ငြိမ်တက်တက်လေးနေပါဆိုပြီးပုံစံလေးနဲ့ကြည့်ရတယ်အဲကြောင့်ဘယ်လိုဖြစ်သွားလဲဆိုရင် stay calm stay calm ပြီးတော့ပြီးတော့ဆိုတော့ and ဆက်လို့ရတယ်เนาะ ban နဲ့ဆက်လို့ရတယ် and ထိခိုက်ထားတဲ့သူကိုမလှူရှားပါစေနဲ့အဲ့တော့ဆရာပြောစရာဘာလဲဆိုရင်ခိုင်းမယ်ဆိုရင် verse 0နဲ့စာရတယ်။ subject နဲ့မစတော့အဲ့လိုပဲခိုင်းနေမှာမလုံပါနဲ့လို့ဓာတ်ပြပြီဆိုရှင် you don't verse 0နဲ့စာရတယ်။ဒါလေးနှစ်ခုဆရာပြောချင်တာ။ဒီမှာ subject လိုက်မရှာနဲ့ verb နဲ့ပဲစာရတယ်။ဒီ stay က verb ဖြစ်တယ်။အဲ့တော့ verb နဲ့စာပြီးခိုင်းလိုက်တာ။ stay ခိုင်း message ညင်ထားရင်ထိခိုက်ထားတဲ့သူကိုမလှုပ်ရှားပါစေနဲ့ကျတော့တားမြစ်တာဆိုဆိုဒုံနဲ့စားတော့မယ် and don't မလှုပ်ရှားပါစေနဲ့ဆိုတော့ move နဲ့တော့ရတယ်နော် don't move ဘယ်လိုလဲထိခိုက်ထားတော့ဘယ်လိုခေါ်လဲဆို injure လို့ခေါ်ရတယ် လူကိုကြတော့ပါဆန်ပေါ့ဒါပေမဲ့ဒဲလေးထည့်ဖို့လိုတယ်ဘာကြောင့်ဒဲထည့်ဖို့လိုလဲဆိုတော့ဒီချိခတ်တဲ့သူဒီအပါပါပါရှိတဲ့ထိခိုက်တဲ့သူဘယ်သူမှမဆိုမဖြစ်နိုင်ဘူးပြောနေတဲ့သူကနားထောင်တဲ့သူက၂ယောက်စလုံးသိတဲ့ထိခိုက်တော်သူဒါကြောင့်ဒါဒီတိကျတယ်အဲ့တော့ don't move the injured person တော့ထိခိုက်ထားတဲ့သူမလုံရှားပါဆိုတဲ့ဒါ but zero ဒါ don't but zero နားလည်မယ်နော်ဒါဆိုရင်ခိုင်းလေးလေးနဲ့သဘောပေါက်လာပြီမြည်ကြည့်ပါပြီးရင်လိုအပ်တယ်လို့စားရထက်ထဲပါဟောမိုက်တယ် နီးကြီးပါဆိုတာအခိုင်းတာပဲဆောက်ချက်လိုက်မချနေတဲ့မိတာဘယ်လိုခေါ်လဲဆိုရင် taste လို့ခေါ်တယ်ဒါသည်အရသာလို့လည်းနေပဲထွက်တယ်နီးကြီးရလို့လည်းနေပဲထွက်တယ်အဲ့တော့ဒါပါလဲဆိုရင် verb ဗတ်နဲ့စာပြီးမိကြီးပါဆိုရင်နောက်မှာ object တော့ထည့်တဲ့လည်း၎င်းကိုပါဆရာပမာလို့မဟုတ်လို့တသက်မထည့်ပြရဒါပေမဲ့၎င်းကိုဆိုရင် item ကိုထည့်တဲ့နော်ဒါပါထည့်တာဆိုရင် taste it ပြီးရင်ဆိုတော့ and လိုအပ်ရင်စားထက်ထဲပါ။အော်ဒါလည်းခိုင်းတာပဲဆိုတော့ဒုံးနဲ့လိုမလို့ထက်ထဲတာကို ADDL လို့ခေါ်တယ်။ စားပို့ပြီးတော့ထည့်မယ်ဆိုတော့ more salt ပေါ့နော်အဖြစ်တယ်လို့လေလိုအပ်ရင်ဆိုတာဒီလိုလေးအတူလေးမှတ်ထားတယ်ဒီလိုလေးမှတ်မိအောင် if needed ဆိုတာမှတ်ထား if needed if needed ဆိုတာဗါလဲဆိုလို့ရှိရင်လိုအပ်တယ်လို့ဆိုတာမှတ်ထားမယ်လိုအပ်တယ်လို့လို့ပြောတတ်ဖို့ဒါလေးမှတ်ထားမယ်နော်လိုအပ်တယ်လို့စားသေးတွေထည့်ပြီးတော့ add ထည့်လိုက်ပါ but 0 but 0ကျမ်းမြင့်ကိုတပြက်စီအရင်လဲပါဟောခိုင်းပြီ ဆာဗဂျက်လိုက်မချာနဲ့ခိုင်းတာဆိုရင် van နဲ့ပဲစမယ်တပြက်စီးလဲတာကိုအတွဲလိုက်ကိုဘလို့မှထားမယ်ဆိုရင်အဲ sweep the floor နော် first ပထမလို့ထည့်လိုက်လို့ရတယ် sweep ဆိုတာပါလဲဆိုရင်တပြက်စီးတပြက်စီးလဲဆိုတဲ့ဘက်ထွက်တယ်နော်ဒါ van sweep the floor b a so and ဘာလို့လဲတိုက်လိုက်ပါကြမ်းတိုက်တာကိုကြတော့ကြီးအဝဲသုတ်ဖတ်တဲ့တွန်းလိုက်တာပေါ့အဲ့ဒါဘယ်လိုခေါ်လဲဆိုတော့ mop လို့ခေါ်တယ်ပြီးရင် champion အစား၎င်းကိုဆိုရင်အဲ့လေးပြန်ထည့်လိုက်မယ် mop it sweep the floor and mop it mop it ချမ်းပြေကိုတပြက်စီလက်ပြင်တက်လိုက်ပါတော့။ဟောညစာမစားရင်သူ့ကိုတခြားလုံးတွေမပေးနဲ့။ဒါကြောင့်တားမြတ်တာဆိုရင်ဒုံနဲ့စားမယ်။ဟုတ်ပြီ။ဒုံနဲ့စားမယ်။ဒုံပြီးပါမလုံးနဲ့လည်းဘက်ကိုရေးမယ်။မပေးနဲ့ဆိုရင်ဒုံကစ်။ဘသူ့ကိုလဲသူ့ကိုဆိုဟင်။ဟုတ်ပြီ။ပြီးလို့ရှိရင်နောက်ဆုံး object လုံးထပ်လာမယ်။တခြားလုံးတွေဆိုတော့ sweets ။သူကဒါ van နောက်မှာ object တွေရှိပဲ။ဘသူ့ကိုမပေးမှလည်းသူ့ကိုမပေးမှဒါ object လူ။ဘာကိုမပေးလဲ။တခြားလုံးဆို object အညာဝတ္ထု။ object တွေပြီးမှဂျန်နဲ့ဟာရေးတဲ့နော်။ နေရတဲ့အချိန်လေးပေါ့ညစာမစားခင်ဆိုတာအချိန်အဲ့ဒါအခုမှနောက်ဆုံးကြမှာလာမှာအတိုင်းမီရ before ညစာကျင်းတာပေါ့ဒါဖြစ်သွားလဲဆိုရင် don't give him sweets before dinner ပြောပြောကြအောင် stay calm and don't move the injured person taste is and add more soft if needed sweep the floor and mop it don't give him sweets before dinner okay ဒါလို့ဆိုရင်နောက်ထပ်ပြီးဟို use အသစ်တွေလည်းတီးပိုင်လို့ရှင်တယ် meaning အသစ်တွေမတီးတဲ့ဟာတွေပါ ကြမယ်အဲ့လိုပဲတနေ့စီတနေ့တခါသွားရင် one step one step နဲ့ပေါ့နော်ဟို motivation speaker တွေနောက်ခါ business manager လို့ပေါ့ဟို0ကနေ100ထိတက်လို့မရပါဘူးမဲ့0ကနေ1 1နဲ့2 2နဲ့3လို့တက်လို့ရတယ်ကြိုးစားကြပါ fighting ပါ